ကိုမဆုလုပ်ပေးမှာဖြစ်ပါတယ်အဲဒီ reading တွေကတော့အမေစု တောင်ဆန်းစုကြည်အခုလက်ရှိအချိန်လေးဘလို့ရှိလဲဘာဆက်ဖြစ်မလဲသူတွေတော့လုံရမလဲပေါ့နော်အဲ့ဒါလေးတွေကိုကက်လေးတွေဆွဲပြီးတော့အဖြေရှာကြည့်ပြီးမှာဖြစ်ပါတယ်ပေါ့နော် အခုလာမယ့်ဂျွန်လာ16ရက်နေ့ရဆိုလို့ရှိရင်တောင်ဆန်းစုကြည်အသက်80ပြည့်မှာဖြစ်ပါတယ်အဲဒီတော့ကြောင့်မလို့ဒီမှာ campaign တွေပါလေလုပ်နေကြတာလေးတွေ့တယ်ဒီဒီဥစ္စာခါရာတို့ပါလို့ဆိုလို့ရှိရင် greening စံချိန်ဝင်ဖို့အတွက်ဟိုဟာဗီဒီယိုလေးတွေ collect လုပ်နေတာလေးလည်းတွေ့ရတယ်ပေါ့နော်အဲဒီတော့အကယ်၍ကိုကပြီးပါမှရှိ ဆိုလည်းဒီကနေပြီးတော့တိုက်တွန်းပြရစီပေါ့နော်အဲဒီ reading လေးကိုလုပ်ဖို့အတွက်မဆူက idea ရှိထားတာတော့တော်တော်ကိုကြာနေပြီတစ်နှစ်လောက်ရှိပြီနော်ဒါပေမဲ့အာမလုပ်ဖြစ်ဘူးပေါ့နော်ဘာကြောင့်လဲဆိုတော့ဒီ reading ကဘယ်လိုပြောမလဲဟို heavy လည်းဖြစ်တယ်ပြီးတော့ကိုလိုချင်တဲ့အဖြစ်မရအောင်ဆိုလို့ရှိရင်ဒါကြီးကဒီခါကြီးကို manifest မလုပ်ချင်ဘူးကွာဒီကမှ disappointment ဖြစ်ချင်ဘူးပေါ့နော်ပြီးတော့သူများတွေကိုလည်းမဖြန့်ချင်ဘူးကွာ negative ဆိုလို့ရှိရင်ဒါပေမဲ့အခုကတော့ ြစ်လှုပ်ကြည့်လိုက်မယ်လေးဆိုပြီးတော့လှုပ်လိုက်မှဖြစ်ပါလေပေါ့နော်အဲဒီတော့ရားမယ့်အဖြေကတို့တွေညှော်လင့်ထားတဲ့အဖြေဖြစ်ချင်လဲဖြစ်မယ်ဖြစ်ချင်မှလည်းဖြစ်မယ်အဲဒီတော့ကြောင့်မလို့ open mind လေးနဲ့ပဲစက်ကြည့်ပေးပါလို့တိုက်တွန်းချင်ပါတယ်ပေါ့နော်အဲဒီတော့ let's get started 易言难为。 လေးတွေရလေအစိုးရတွေတော့မဟုတ်ဘောเนาะကောင်းတဲ့ကက်လေးတွေပါပဲပေါ့เนาะဒီမှာဗာပြနေလဲဆိုလို့ချင်းတောင်ဆန်းစုတီယာဆိုလို့ချင်းအခုသူတယောက်ထဲနေရတာကိုပို့ပို့ပြီးတော့ enjoy ဖြစ်လာတယ်ပေါ့เนาะ solitude ကိုပို့ပြီးတော့ appreciate ဖြစ်တက်လာတယ်ပို့ပြီးတော့ emotional လေး fulfill ဖြစ်လာတယ်ပေါ့เนาะပြီးတော့ဒီမှာ six of cups reverse ကြရတဲ့အတွက်ကြောင့်မလို့သူ့ရဲ့အရင် memories တွေအရင်ကဖြစ်ခဲ့တဲ့ဥစ္စာလေးတွေကိုပြန်ပြီးတော့ ိရတဲ့ပုံစံလေးတွေရှိရပေါ့နော်သူသားသမီးတွေရှိမဲ့ပြီးတော့သူရဲ့ colleagues တွေပြီးသူပြီးသားတွေအဲ့ဒီရဲ့ memories တွေကိုတော့သူကအမြဲတမ်းသတိရတဲ့ပုံစံလေးရှိရဒါပေမဲ့သူကအခုစိတ်ရက်ကြနေ ားနေရာလောက်တာပဲဖြစ်ဖြစ်စာဖတ်နေရာပဲဖြစ်ဖြစ်အဲအဲ့လိုပုံစံမျိုးတွေနဲ့သူ့အတူအဆင်ပြေတယ်ပေါ့နော်အရင်တန်းကလည်းသူဒီလိုမျိုး house house arrest ကို20 years နေခဲ့ပူတာဆိုတော့အခုအချိန်နေရတယ်သူတို့ကဟိုဟာပေါ့နော်နေတတ်နေပါပြီပေါ့နော်နောက်တစ်ခုကကြတော့2026အာသူရဲ့ကျမ်းမာရေးပေါ့နော်2026မှာလေအဲ့တိုင်းပဲ night of caps သူဖြစ်ဖြစ်မှန်မှန်ပဲသူ့ဘဝကိုသူကသူ့ကိုချင်းလေးနဲ့သူဖြစ်ဖြစ်မှန်မှန်လေးပဲသွားမယ်ကျမ်းမာအောင်နေမယ်စိတ်သက်ကိုလုံးဝအကြမခံဘူး လို့ရှိရင် the moon the moon ကို reverse ကြရတဲ့ကြောင့်မလို့အရင်တော့ငါသူမသိခဲ့တဲ့အရာတွေတစ်ဖြည်းဖြည်းနဲ့ realization ပြန်ပြန်ပြီးတော့သိလာတယ်ပေါ့နော်တရားသဘောတွေသိလာတာလည်းဖြစ်ဖြစ်မယ်ဟိုဘာတွေလဲတော့မသိဘူးပေါ့နော်ဒီဒါမှသူခန္ဓာကိုယ်အကြောင်းကသူစိတ်အကြောင်းကသူခန္ဓာကိုယ်နဲ့စိတ်ကိုသူမသိခဲ့တဲ့အရာတွေကိုတစ်ဖြည်းဖြည်းနဲ့ self awareness ရတဲ့သဘောနဲ့ပို့ပို့ပြီးတော့သိလာမယ်ပေါ့နော်ဟိုဘယ်လိုပြောမလဲတရားတွေတစ်ဖြည်းဖြည်းနဲ့တရားသဘောတစ်ဖြည်းဖြည်းနဲ့သိလာမယ်ပုံစံလေးရှိရဲ့ excuse me เนาะ nine of swords ကို reverse ကြရဲပေါ့เนาะသူမှာကရံဖန်ရံခါပေါ့เนาะဆိုရင်ဘူဝံဘူလေးတွေရောရှိတယ်ဒါပေမဲ့ reverse ကြရဲအတွက်ကြောင့်မလို့အဲ့ဒါလေးတွေရတယ်တဖြည်းဖြည်းနဲ့တက်တာလာနိုင်နေပေါ့เนาะဒါကတော့2026ဒီမှာကအရင်ဆိုးတာတွေပြိုလဲနေရတယ်လုံးဝမရှိဘူးလုံးဝ strong ဖြစ်တဲ့အထူးသဖြင့်သူကသူကအခုလောလောဆယ်အာအရေးကြီးဆုံးကသူ့ရဲ့စိတ်ပဲသူ့ရဲ့စိတ် strong ဖြစ်လို့ရှိရင်ကျမ်းမာအောင်လည်းနေလို့ရတယ်ကွာစိတ်ကလူတယောက်ကစိတ်က strong ဖြစ်နေပြီဆို ဘယ်အရာမှမဆိုဘူး manifest လုပ်လို့ရတယ်အဲ့ဒီပုံစံမျိုးပဲပါအခုသူ situation ရတယ်လေအထဲမှာသူသူ့ကိုယ်သူ influence လုပ်လို့ရတာသူစိတ်တမျိုးပဲရှိရပါတော့အဲ့ဒီကြောင့်မလို့အထဲမှာအခု2025မှာလဲဆိုလို့ရှိရင်လည်းအရင်တော့က memories လေးတွေကိုရပ်ဖန်ရကာတိရတယ်အဲဒါလေးတွေကိုလွမ်းနေပေါ့နော်ဒါပေမဲ့သူ့ကိုယ်သူလည်း strong ဖြစ်အောင်နေတယ်သူဟာနဲ့သူအာအေးစစေးဖြတ်တန်းနေပေါ့နော်အေးဂျန်ဂျန်စိတ်ကို agent စွာနေပြီးသူဖြတ်တန်းနေနောက်နှစ်ကြာလို့ရှိရင်လည်းအဲ့တိုင်းပဲ သိလာမယ့်ပုံစံလေးရှိတယ်ပြီးလို့ရှိရင်အမ်တစ်ဖြည်းဖြည်းနဲ့ဟိုဟာပေါ့နော်ဟိုဘယ်လိုပြောမလဲသူသူရဲ့ situation ကိုသူကျေနပ်တယ်ပေါ့နော်အဲ့အဲ့လိုပုံစံလေးတော့ရှိပါတယ်ပေါ့ I need a due ပြနေရတော့ justic justic ဆိုတဲ့ဟိုကတရားကပဲဘယ်လိုပြောမလဲတရားဓမ္မအနိုင်ရရှိနေပေါ့နော်အခု तू လွန်မြောက်လာတာက तू तू သူ့ရဲ့လွန်မြောက်မှုကတရားဘယ်လိုပြောမလဲ justic ဖြစ်တယ်ဆိုလို့ရှိရင် तू လွန်မြောက်လာနိုင်တယ်မဆိုလို့အကောင်တော့ကတော့သူ့ရဲ့လွန်မြောက်မှုကကမတရားတယ်လို့မဆိုကောမဆိုလို့ကော ကကကြတော့ तू อ่ะဘယ်လိုပြောမလဲ음 upright ကြရဲဆိုလို့ရှိရင်အတက်ကြရဲဆိုလို့ရှိရင်ကောင်းတဲ့ကတ်မဟုတ်ဘူးကွာနှစ်ကတ်စလုံးကကြောင်းမြန်ကြရဲကြောင်းမြန်ကြရဲဆိုတော့ကောင်းတယ်လို့လည်းပြောလို့ရတယ်ဒါမှမဟုတ်မကောင်းတာကရော့ကျသွားတယ်လို့လည်းပြောလို့ရတယ်အဲ့တော့မဆုနောက်တစ်ကတ်ထပ်ဆွဲကြည့်မယ်ကွာ तू က4 of cups နဲ့5 of cups ကို ူလွမြောက်ခြင်းမလွမြောက်ခြင်းကတော့ကန်တရားနဲ့ပဲဆိုင်နေပေါ့နော်မဆူရတော့အဲ့လိုပဲပြောလိုက်တော့မယ်ဒီမှာ justice ကကြတာကကြလာတဲ့အတွက်ကြောင့်မလို့မဆူလို့ကလုံးဝပြောနိုင်တာကတော့တရားမျှတမှုက၅နှစ်အတွင်းရမယ်၅နှစ်အတွင်းမှာတရားမျှတမှု ကျတော့မလူမြောက်နေတဲ့ပုံစံလေးကွာ။ Okay အဲ့တော့နောက်ဆုံးသူ့ရဲ့လူမြောက်မှုလူမြောက်မှုကိုမဆုနောက်ဆုံးအနေနဲ့နေရာသမျှပြောရမယ်ဆိုလို့ချင်ရင်၅နှစ်အတွင်းမှာတော့တရားမျှတမှုရရှိမှာဖြစ်ပါတယ်။သူမအတွက်သူမအတွက်တရားမျှတမှုတခုရရှိမှာဖြစ်ပါတယ်။ဒါပေမဲ့လုံးဝကြီး liberate ဖြစ်သွားဖို့ကကြတော့ အခြေအနေကနေပြီးတော့ house arrest ပဲဘယ်လိုပြောမလဲ shop ပေါ်သွားရင်လည်း shop ပေါ်သွားနိုင်တယ်ဒါမှမဟုတ်တခုခုပေါ့နော်ဟိုတရားမျှတမှုတခုကတော့၅နှစ်အတွင်းမှာရရှိမှာဖြစ်ပါတယ်အခုအခြေအနေကနေလုံးဝလွတ်မြောက်ဖို့မလွတ်မြောက်ဖို့ကတော့